နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာအသက်18နှစ်အရွယ်ကျောင်းသားမဝေဖြိုးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးတော့အသက်19နှစ်မှတ်ပုံတင်အတုထုတ်ပေးကစစ်မှုရေးတင်နန်းကျောင်းပို့ဆောင်ခဲ့မှုအပေါ်တပ်ဆိုင်ရာကျောင်းသားမဝေဖြိုးရဲ့မိသားစုကအသက်မပြည့်သေးတဲ့ကျောင်းသားအထောက်အထားအပြည့်စုံပြတ်သားပြီးတော့ပြန်လည်ခေါ်ယူနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ26ရက်နေ့ညနေ6:00နာရီအချိန်မှာအသက်18နှစ်အရွယ်ကျောင်းသားမောင်ဝီဖြိုးဟာ နေပြီးတော့လေဝင်းမြို့နယ်ဝင်းတဲ့ကူချေးွာမှာနေထိုင်သူဖြစ်ပြီးတော့ရန်ကုန်မြို့မှာရှိတဲ့အမဖြစ်သူထံကိုတွားရောက်ခဲ့တယ်လို့သိရပါတယ်။ရန်ကုန်ကိုရောက်တဲ့အခါအလုံမြို့နယ်အလုံစိတ်ကမ်းမှာလမ်းလျှောက်နေတဲ့အချိန်အမည်မသိတဲ့အမျိုးသားတစ်ယောက်ရောက်ရှိလာပြီးတော့လက်ကိုအတင်းဆွဲကကားပေါ်ကိုဆွဲတင်သွားတယ်လို့ပြောပါတယ်။မောင်ဝေဖြိုးနဲ့အတူဖမ်းဆီးခံရတဲ့လူငယ်၁၀ယောက်ရှိပြီးတော့လူငယ်များကိုထွက်ပြေးရင်ပြစ်တတ်မယ်ဆိုပြီးဖမ်းဆီးသူကချင်းချောက်ခဲ့တယ်လို့ပြောပါတယ်။အဲဒီနောက်မောင်ဝေဖြိုးအပါအဝင်လူငယ်၁၀ဦးကိုကားသုံးစီးနဲ့ရှမ်းပြည်နယ်အောင်မန်းမြို့ကိုခေါ်ဆောင်တာ စစ်စေးရုံအနီး KTV အခန်းထဲမှာပိတ်လောင်ထားခဲ့တယ်လို့ပြောပါရတယ်။အဲ့ဒီ KTV မှာအဖမ်းခံထားရသူလူငယ်အယောက်40ကျော်ရှိတယ်လို့ပြောပါရတယ်။ဖမ်းဆီးခံရတဲ့သူတွေကမောင်ဝေဖြိုးနဲ့လူငယ်10ဦးကိုရွှေညောင်ကစစ်အရာရှိဗိုလ်ကြီးနဲ့ဗိုလ်လေးဆိုတဲ့နှစ်ကောင်ကလာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့သိရပါရတယ်။ လူငယ်များကိုဖမ်းဆီးခေါ်ဆောင်လာခဲ့သူနဲ့လာရောက်ခေါ်ဆောင်သူစစ်အရာရှိတွေကြားထဲမှာငွေကြေးစကားပြောဆိုပြီးတော့ငွေပေးငွေယူပြုလုပ်နေတာကိုတွေ့မြင်ခဲ့ရကြောင်းပြန်လည်ပြောဆိုထားပါတယ်အဲဒီနောက်လူငယ်များကိုရွှေညောင်ရဲစခန်းကိုခေါ်ဆောင်သွားပြီးတော့ရွှေညောင်ကရဲစခန်းအနောက်ဘက်မှာရှိတဲ့နေအိမ်မှာနှစ်ပတ်ကြာပိတ်လောင်ထားခဲ့တယ်လို့ပြောပါတယ်ဖန်စီခါရဲမောင်ဝေဖြိုးဟာအသက်18နှစ်သားရှိသေးတော်လဲတောင်ကြီးလာဝကရုံမှာအသက်19နှစ်ပြည့်ပြီဆိုတဲ့မှတ်ပုံတင်အစ်စ်ကိုစစ်တပ်ကပြုတ်လုပေးခဲ့တယ်လို့ပြောပါတယ်မူလမှတ်ပုံတင်ထဲမှာအသက်18နှစ် 2နှစ်သာရှိသေးတော့လေနောက်ထပ်မတ်ပုံတွေတစ်ခုကိုထပ်မံထုတ်ပေးကောင်အသက်16နှစ်ဆိုပြီးတော့လိမ်လည်ပြောင်းလဲခဲ့တယ်လို့ပြောပါရယ်မတ်ပုံတွေထဲမှာနေရက်ကိုလေဝေးလို့မဖော်ပြဘဲနဲ့တောင်ကြီးမြို့ဆက်ဆံထွန်းရက်ကွက်လို့ဖော်ပြခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်အခုလိုမျိုးတောင်ကြီးမြို့နယ်လောက်ဝကရုံးမှာစစ်မှုထမ်းရန်ဖမ်းဆီးလာတဲ့လူငယ်များကိုစစ်တပ်ကမတ်ပုံတွေအတုပြုတ်လုပေးခဲ့တယ်လို့ပြောပါရယ်အခုလိုမတ်ပုံတွေအတုပြုတ်လုရမှာစစ်တပ်ကခိုင်းတဲ့အတိုင်းမပြောတဲ့လူငယ်များကို အခန်းထဲမှာထည့်ပြီးတော့ရိုက်နှက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှတ်ပုံတင်အတူများရောက်ရှိပြီးတဲ့နောက်ကျိုင်းတုံမြို့စစ်တင်တန်းကျောင်းကိုစစ်ကားတွေနဲ့ပို့ဆောင်ပေးခဲ့တယ်လို့ပြောပါတယ်။ကျိုင်းတုံတင်တန်းကျောင်းမှာတလနေထိုင်ခဲ့ရတယ်။မိသားစုကကျောင်းထောက်ခန်းစားမူလမှတ်ပုံတင်တို့အပါအဝင်စာရွက်စာတမ်းအပြည့်စုံနဲ့လိုက်ခေါ်လို့ပြန်ပြီးလွတ်မြောက်လာတော့ပါ။ဂျန်တဲ့သူတွေကတော့အတရားတမှဖမ်းဆီးခံရပြီးစစ်တင်တန်းတက်နေရဆဲပဲလို့ပြောပါတယ်။အသက်မပြည့်သေးတဲ့သူတွေ၊ကျမ်းမာရေးမကောင်းတဲ့သူတွေအများကြီးရှိနေသေးတယ်လို့သိရတယ်လို့လွတ်မြောက်လာတဲ့ကျောင်းသားရဲ့မိတ်ဆွေတို့ကရှင်းပြထားပါတယ်။ မော်ဝေဖြိုးရဲ့မိသားစုကကျောင်းအောင်ကြီးရဲ့အထောက်အထားအပြည့်စုံလေဝေးမြို့နယ်ကတပ်ဆန်ရာရဲ့အထောက်အထားအပြည့်စုံနဲ့အသက်18နှစ်သားရှိသေးကြောင်းပြသကမိသားစုကလိုက်လံထုတ်ယူခဲ့တဲ့အတွက်ကြောင့်မော်ဝေဖြိုးဟာပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ